ိုလို့ရှိရင်ကျွန်တော်တို့ပကံမှာပထမဦးဆုံးဖူးမြော်ရတဲ့ဖခင်ကတော့ဘလိုတော်ပြည့်ဖခင်ဖြစ်ပါတယ်ခင်ဗျာအာလိုတော်ပြည့်ဖခင်ဆိုလို့ရှိရင်ကျွန်တော်တို့ပကံမြို့မှာရှိတဲ့အန်ဒိုထာလမ်းမကြီးရဲ့မြောက်ဖက်ချမ်းထီးလို့မင်းလို့ဖခင်ရဲ့အရှိတောင်ရမှာတရှိပါတယ်ခင်ဗျာ ှိတဲ့တပိညုဘုရားကိုရောက်ရှိလို့နေပါရင်ခင်ဗျာတပိညုဘုရားကြီးဟာဆိုလို့ရှိရင်လေအာနန္ဒလိုင်းကူတော်ဘုရားရဲ့အနောက်တောင်ယွန်းယွန်းဂိုက်900ခန်းခေါ်ရင်တရှိပါတယ်ခင်ဗျာလဲဝင်ရိုးတဲ့တညဉ္ဉ်ပကံဘုရားတွင်ဒူးတယ်ကြီးမာသောဖျံဟားကြီးများအနက်မှာထင်ရှားကြော်ကြသောဘုရားတစုလည်းဖြစ်ပါတယ်ခင်ဗျာညံတော်ပေ200ကျော်မြင့်သဖြင့်အခြားဘုရားပတော်များအကြားတွင်ထီထီမမာတည်ရှိနေတဲ့တပိညုဘုရားကြီးလည်းဖြစ်ပါတယ်ခင်ဗျာ ပညုဖရားကြီးရဲ့အပြစ်ဘက်မှာရှိတဲ့ဈေးဆိုင်တွေမှာအဓိကအားဖြင့်ဝယ်လူကောင်းတာတွေကတော့အင်ကြီးတွေအုတ်ထုပ်တွေအစားအသောက်တွေဖြစ်ပါတယ်ခင်ဗျာ။ တဲ့နေရာနဲ့ဈေးဆိုင်တဲ့နေရာ တော်တော်ဝေးသွားတဲ့အခါကျတော့အပြန်လမ်းလျှောက်လို့ရတယ်ဒါပေမဲ့နေရီရမ်းပူနေတဲ့အခါကျတော့မင်းလင်းငါးပြီးတော့ပဲကျွန်တော်တို့ကားရှိရအောင်သွားခဲ့ပါတယ်ခင်ဗျာ ားဖြင့်လည်း၁၂နာရီကျော်နေတဲ့အခါကျတော့ကျွန်တော်တို့နေ့လယ်စားစားဖို့အတွက်ကိုစတင်ထုတ်ခွာလာပါ යි ခင်ဗျာထနောင်းမင်းရဲ့အရေးအဝါသားအောက်မှာရှိတဲ့ပကံလန်းဆိုတဲ့မြန်မာထမင်းဆိုင်လေးရာဆိုရင်လည်းအရင်စားလို့ကောင်းပါတယ်ခင်ဗျာ မင်းစားပြီးတော့နေ့လည်နေပူချင်ရလဲအရန်ပြင်းနေတဲ့အတွက်ကျွန်တော်တို့တဲတဲ့ပုဂံလမ်းမဟိုတယ်ကိုပဲကျွန်တော်တို့ပြန်ပြီးတော့ခတခဏဝင်လာခဲ့ပါတယ်ခင်ဗျာလက်စေးပကြီးခြေဖို့ကိုတော့ကျွန်တော်တို့အဆင်ပြေအောင်လို့ကျွန်တော်တို့သွားတဲ့ဒိုးလီတာကနေပြီးတော့ဟိုတယ်မှာပဲလက်စေးပကြီးခြေတဲ့ကလေးတွေကို ခေါ်ပြီးတော့ကျွန်တော်တို့အတွက်အဆင်ပြေအောင်ဆွဲခိုင်းပေးပါတယ်ခင်ဗျာ အဆကောင်းနာဘုရားဆိုရင်လေပကံပြီးမှာထွက်ရပပုံကိုတူဖြစ်ခဲ့ဘူးရေရှင်းစာကောင်းနာတည်ထားခဲ့တဲ့ဘုရားတဆူပဲဖြစ်ပါတယ်ခင်ဗျာ ော့ဒီလောက်ပါပဲခင်ဗျာ နောက်အပီဆိုတွေမှာလည်းဗကံမှာရှိတဲ့ဖျားတွေကို တူတူဖူးဖို့အတွက်လက်ခဲချဖို့ဖိတ်ခေါ်ပါရခင်ဗျာ